မင်္ဂလာပါခင်ဗျာ AR တိုင်းစတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်းမရှင်ဒေါက်တာမိုးတင့်နေရေးသားခဲ့တဲ့လမ်းဘေးအစားအသောက်နဲ့ဘေးကင်းကျန်းမာရေးဆိုတဲ့ဆောင်းမကိုအတန်လွှင့်တင်ဆက်ပေးပါမယ်ခင်ဗျာ။လမ်းဘေးအစားအသောက်နဲ့ဘေးကင်းကျန်းမာရေးရှမ်းခေါ့ဆွဲခင်းညင်သည်အနှစ်ထဲမှာရင်ကောင်အသေးတကောင်ပါလာတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်စိတ်ညစ်သွားခဲ့ပါတယ်။ဆိုင်ကိုပြပြလိုက်တော့ Now အစ်စ်တပွဲလဲလဲပေးပါမယ်တဲ့ဒါပေမဲ့ကျွန်တော်ထပ်မစားရတော့ပါဘူးဒီအဖြစ်ပြက်ကလေးကပင် အစားအသောက်ဘေကင်းလုံခြုံရေး food safety ဆိုတာနေ့စဉ်ဘဝအတွက်ဘလောက်အရေးကြီးနေကြောင်းပြသနေပါတယ်ပြုတ်အန်ခြင်းဝမ်းလျှော်ခြင်းအစာအစိတ်တင်ခြင်းစတဲ့အစာအိမ်နဲ့ဥလန်ချောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုအလေးပေးကူးဆိုင်ဖို့လိုပါတယ်ရောင်းချတဲ့စားတောက်ကုန်ပစ္စည်းတွေကလူတွေကိုကျန်းမာရေးဘေးဥပတ်ဖြစ်စေနိုင်တဲ့အခါ ရောင်ချသူအစားအသောက်ကင်တွယ်သူဝမ်းယောဂအပါဝင်ယောဂကူဆက်ပြီးနေမကောင်းသည့်အခါချက်ပြုတ်ပြင်ဆင်ထားပြီးပစ္စည်းများအညစ်အကြေးနဲ့ထိတွေ့သွားတဲ့အခါဆိုင်ရဲ့ကုန်ချမ်းတွေမကောင်းတော့တဲ့အခါစားတဲ့အခြေအနေမှာတော့စားတော့ကုန်များကိုရောင်းချခြင်းကိုရပ်တန့်ရပါမယ်။စားသုံးသူနစ်နာပါကအစားအသောက်ရောင်းချသူကိုတရားစွဲဆိုပြီးနစ်နာကြေးတောင်းဆိုခွင့်ရှိပါတယ်။သို့ပေမဲ့မြန်မာနိုင်ငံမှာတော့အစားအသောက်ရောင်းချသူကိုတရားစွဲဆိုတဲ့ကိစ္စမျိုး လုံးလေးလုံးထမရှိသေးပါဘူးအစားအသောက်ဘေးကင်းလုံခြုံရေး food safety food safety ဆိုတာအစားအသောက်များစားသုံးရန်ဒါမှမဟုတ်တောက်သုံးရန်တင့်လျော်ကြောင်းတေချာစေရန်အတွက် ထုတ်လုပ်မှုအဆင့်မှစားသုံးသူလက်ထက်ရောက်သည့်အဆင့်အထိစနစ်တကျစီမံဆောင်ရွက်မှုလုပ်ငန်းများအလုံးကိုဆိုလိုပါတယ်အနေအဖြစ်စေနိုင်တဲ့ bacteria ပို virus ပို၎င်းပစ္စည်းများသို့မဟုတ်အညစ်အကြေးများ သဲသပင်ရင်ကောင်လောက် မပါဝင်အောင်ထိ ंछ ုပ်ခြင်းဖြစ်ပါတယ်။အစားအသောက်ဘေးကင်းလုံခြုံမှုမရှိတဲ့အခါဝမ်းပြက်ဝမ်းလျှောအစာအစိတ်နဲ့ကာလာဝမ်းယောဂါများအသေးအောင်တဝါယောဂါများအပါအဝင် အစာမတဆင့်ကုဆတ်ယောဂါများဖြစ်ပွားစေပြီးလူအစုအဖွဲ့လိုက်မကြမ်းမမာဖြစ်နိုင်ပါတယ်။လမ်းမေးအစားအသောက် street food လမ်းမေးအစားအသောက် street food တွေဆိုတာမြန်မာနိုင်ငံနဲ့နိုင်ငံတော်တော်များများရဲ့လူနေမှုဘဝမှာအရေးပါတဲ့ယဉ်ကျေးမှုတစ်လေးအဖြစ်ပါဝင်နေပါတယ်။ ရတာလည်းရှိပြီးဈေးနှုန်းလည်းတက်တာကလွယ်ကူလျှင်မြန်စွာအဆင်ပြေပြေရနိုင်တာကြောင့်လူအများနေစဉ်ဘဝမှာစားတော့နေရပေမဲ့လဲကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာပြဿနာတွေကတော့ရှင်တွဲရှိနေပါတယ်။လမ်းဘေးအစားအသောက်တွေကိုတတိပြုစင်ရင်တဲ့အခါဆိုင်ရဲ့တန်ရှင်ရေးအစားအသောက်အနေထားကင်တွဲသူ ထုတ်ပိုးခြင်းပြင်ဆင်တဲခင်းခြင်းအကျွမ်းကြံဆွံ့ပြစ်ခြင်းစတဲ့အခြေအနေအရက်ကိုကြည့်ရှုပြီးအကဲဖြတ်ရပါတယ်။ လမ်းဘေးအစားအသောက်ရောင်းချတဲ့ဆိုင်ရန်တန်ရှင်းမှုအစားအသောက်ရောင်းချတဲ့နေရာဆိုတာအမြဲတန်ရှင်းနေရပါမယ်အမိုက်များပိုးမွှားများဖုံမှုန့်များကင်းဝေးတဲ့နေရာဖြစ်နေရပါမယ်အမြင်မတင်နေတဲ့အမိုက်ပုံများအနတ်တမကောင်းတဲ့ရေနှုံမြောင်းမိလာကန်တို့ရဲ့အဝေးနေရာမှာရောင်းချတာဖြစ်ရပါမယ်။အစားတောက်များကိုရင်ကောင်ပိုးမွားမုံရောက်နိုင်အောင်ဖုံးအုပ်ထားရပါမယ်။အစားတောက်တွေတက်ခင်းတဲ့အခါ၊ကင်တွယ်တဲ့အခါအသုံးပြုတဲ့စပွဲ၊ခုံ၊ပကံ၊အိုခွက်၊ဇွန် အစရှိသဖြင့်ပစ္စည်းများကိုစနစ်တကျတန်ရှင်းစင်ကြယ်စေအောင်ထိန်းသိမ်းထားရပါမယ်။ဆိုင်နဲ့ဆိုင်ပတ်ဝန်းကျင်မှာအမိုက်များကိုစနစ်တကျစွန့်ပစ်တဲ့စနစ်ကိုလည်းပြင်ဆင်ထားရပါမယ်။အဖုံးပါတဲ့အမိုက်ပုံးတွေကိုအသုံးပြုရပါမယ်။ဆိုင်အနီးအနားမှာလက်ဆေးဖို့နေရာလေးပြုလုပ်ပေးထားနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။အစာအသောက်ပြင်ဆင်ခြင်းချက်ပြုတ်ခြင်းပူပူနွေ့နွေ့ရှိတဲ့ ချက်ချင်းချက်ထားတဲ့အစာအစာတွေကိုရွေးချယ်စားသုံးနေပါတယ်။တင်မျက်စိရှိမှတယ်အပူချိန်မြင့်မြင့်တိတ်တိတ်ချာချက်အောင်ချက်ပြုတ်နေတဲ့အစာအစာများကဘက်တီးရီးယားပေါက်ဖွားနိုင်ခြင်းနေပါပါတယ်။အသားငါချက်ဥအစာရှိတဲ့ပရိုတိန်းများများပါတဲ့အစာအောက်တွေကိုလုံးဝချက်တဲ့အထိချက်ပြုတ်နေပါတယ်။ချက်ပြီးသားအစာအစာများကိုလည်းပြန်လည်ပူနေသွားသည့်အထိအပူပေးနေပါတယ်။ဈေးဆိုင်ရှိလျှက်စစ်မီဓာတ်ငွေမီဂတ်စမီမီသွေးမီစားတဲ့အပူပေးစနစ်တွေကိုလည်း ဘေးအန္တရာယ်ကင်းရှင်းစေအောင်သာမကကျန်းမာရေးနဲ့ညီညွတ်စွာစနစ်တကျအသုံးပြုရပါမယ်။မိဘအန္တရာယ်ဖြစ်လာခဲ့လျင်လဲလူအန္တရာယ်အ ਨੇ ဆုံးကြောက်ရောက်စေမဲ့နီးလန့်တွေနဲ့မိငိမ့်တဲ့ဖို့ကိုပြင်ဆင်ထားရပါမယ်။တောက်ရည်နဲ့ရေခဲတို့ရဲ့တန်ရှင်းခြင်းကိုလည်းခရုဆိုက်ရပါမယ်။ရေထက်သွင်းအသုံးပြုတဲ့ဘူးတွေခွက်တွေကိုအမြဲတန်ရှင်းနေအောင်ခရုဆိုက်ရပါမယ်။ရေခဲထိမ့်သိမ့်မှုနီလန့်တွေကို အသုံးပြုပြီးရေစွန့်ပစ်ခြင်းနီလန့်တွေဒါတွေကလည်းစနစ်တကျ တန်ရှင်းနေရပါမယ်။အသီးရွက်အသီးနှံများတန်ရှင်းနေဖို့တိတိကျကျစီကြောထားရပါမယ်။ရောင်ချသူတကွေတန်ရှင်းရေးကျမ်းမာရေးကလည်းအစားတောက်ပေါ်တရားမှုရှိပါတယ်။လက်တန်ရှင်းရေးကဦးစားပေးကျမ်းမာရေးဖြစ်ပါတယ်။အစားတောက်ကင်တွယ်သူတိုင်းလက်ကိုစနစ်တကျစီကြောရပါမယ်။လက်အိတ်တန်တန်ဝစ်စင်ရွေကင်တွယ်ရပါမယ်။အစားတောက်ကိုကင်တွယ်နေရင်ပစ္စည်းတစ်ခုခုကိုကင်လိုက်တာပတ်စံကိုလှမ်းကင်လိုက်တာက ကိစ္စတသိလေးလို့ထင်ရပေမဲ့လုံးဝကိုမလုပ်သင့်ပါဘူးပတ်စံမှာယောဂပိုးပေါင်းများစွာတွေ့ကန့်နေတတ်ပါတယ်လမ်းမတစ်ဆင့်ယောဂပိုးတွေကအစားအသောက်ကိုဝေရောက်သွားနိုင်ပါတယ်အစားအသောက်ကင်တွေအောင်ချသူကတန်တန်ရှင်ရှင်တတတရရအဝတ်အစားများကိုဝတ်ဆင်ရပါမယ်စပင်ကိုဖုတ်အုပ်ထားရပါမယ်မိဖို့ကြောင့်သုံး apron ရင်စည်းခါးစည်းတွေကိုဝတ်ဆင်ရပါမယ်အစားအသောက်ခင်းကျင်မယ်ဆိုရင်လည်းအစိမ်းနဲ့ ချက်ပြုတ်ပြီးအစားအသောက်များကိုအတူမထားတဲ့မှာဘူးအသားစိမ်း၅စိမ်းအသားလုံးများ raw food နဲ့ချက်ပြုတ်ပြီးသားအစားအသောက်များ cooked food တွေကိုတိကျခွဲထားပြီးကင်တွယ်လှီးဖြတ်ပြင်ဆင်တူလောင်ရပါမယ်ဒါနဲ့လှီးစရာစင်နီတုံးပုပ်ပြားများကိုခွဲကြအသုံးပြုရပါမယ်ဒီချက်လက်တွေကိုလိုက်နာပြီးအစားအသောက်တန်ရွှင်းရေးကိုအလေးထားဂရုပြုတဲ့လမ်းမိတ်ဆိုင်တွေကိုသာအားပေးပါ street food လမ်းမိတ်အစားအသောက်များအားပေးမဲ့တင်ကိုယ်တိုင်ကလည်းအစာမစားမီနဲ့စားပြီးနောက် ဆက်ပြာနဲ့ရေသုံးပြီးစနစ်တကျလက်ဆေးခြင်းဒါမှမဟုတ်လို့ရှိရင်လည်းလက်တန့်ဆေးရည် hand sanitizer ကိုအသုံးပြုခြင်းတွေကိုလည်းပြုလုပ်ပြီးကောင်းမွန်တဲ့အလေးချိန်လေးတွေတစ်ခုအဖြစ်မွေးမြူသင့်ပါတယ်။လမ်းဘေးအစားအသောက်စားသုံးတာကပျော်ရွှင်စရာအတွေ့အကြုံဖြစ်ပေမဲ့လည်းအစားအသောက် begin လုံခြုံမှုဆိုင်ရာအသိပညာတွေကိုတွေးတောဆင်ခြင်းကကျန်းမာရေးနဲ့အညီရောင်းချတဲ့လမ်းဘေးအစားအသောက်ဆိုင်များကိုသာရွေးချယ်ကြပါ။ပိုပြီးကောင်းတဲ့တန်ရှင်းတဲ့အစားအသောက်များဖြစ်ဖို့ကိုလည်း ဆိုင်များအားလုံးကကျမရဲ့အသည့်လေးတွေကိုစင်ညင်ပြီးလိုက်လုပ်ကြဖို့တိုက်တွန်းအသိပေးပါရစေ။နောက်တစ်ပတ်မှာတော့ medical check up စစ်စစ်ချင်းဆိုတာလုပ်တင်ရလားဆိုတော့ကျမရဲ့ဆောင်းပါးကိုတင်ဆက်ပေးမှာပါ။ ARD Times ပရိသတ်များအားလုံးလည်းဘေကင်းလုံခြုံတဲ့အစားအသောက်များသာရွေးချယ်စားသောက်ပြီးကျန်းမာတဲ့ဘဝတွေကိုရရှိနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ကျန်းမာရေးအသိပညာဘေးကဏ္ဍပရိပခတ်ကာလအတွင်းရှင်သန်နေထိုင်ခြင်းကျန်းမာရေးဆောင်းပါးလမ်းမေးအစားအသောက်ဘေကင်းကျန်းမာရေး ARD Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြည်ပခါကာလာများအတွင်ပြည်သူများကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြည်ပခါကာလာအတွင်ရှင်သန်နေထိုင်ခြင်းကျန်းမာရေးသိပညာပေးအစီအစဉ်ကို ARD Times သတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျန်းမာရေးသိပညာများရောက်နိုင်ကြောင်းတွင်ကောင်းပါအပ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်